ငလင်းကြောက်ထိခိုက်ပျက်စီးမှုတွေကိုလေးလာကူညီဖို့မြန်မာနိုင်ငံကိုဂျပန်နိုင်ငံကနေဂျိုက်ကကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုဆင်လွတ်မယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကထုတ်ပြန်ပါတယ်။ဂျိုက်ကကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုဧပြီ28ရက်ကနေမေ3ရက်အထိမြန်မာနိုင်ငံကိုဆင်လွတ်ဖို့ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့ပြီးအဲ့ဒီအဖွဲ့ဟာဧပြီ28ရက်မှာဂျပန်နိုင်ငံကစတင်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံကအခုတစ်ချိန်ဆင်လွတ်မဲ့ဂျိုက်ကကျွမ်းကျင်ပညာရှင်များအဖွဲ့ဟာငလင်းတန်တဲ့ဒေတာတွေရဲ့လက်ရှိအခြေအနေနဲ့လူသားချင်းစ ာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေကိုလေးလာသုံးသပ်ဖို့ရန်ကုန်မြို့မန္တလေးမြို့အပေါင်းဝင်ငလင်တန်သည့်ဒေတာတွေကိုတွားရောက်ကြမှာဖြစ်ကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျပန်နိုင်ငံအစိုးရအနေနဲ့ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာတဘာဝဘင်းအန်ဒီရဲ့ဆိုင်ရာအရေးပေါ်ကေဆေးရေးစေဘက်ဆိုင်ရာနည်းပညာအဖွဲ့ GDR ဆင်လွတ်တာအရေးပေါ်ကုညီကေဆေးရေးပစ္စည်းတွေထောက်ပံ့ပေးအပ်တာနိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်အရေးပေါ်ထောက်ပံ့ငွေပေးအပ်တာ အစရှိရာတွေကိုဆောင်ရွက်ခဲ့တယ်လို့လည်းဂျပန်တန်ယုံကထုတ်ပြန်ပါတယ်။ငလင်တန်သစ်ဒေတာမှာရှိတဲ့လူဝဲချက်တွေကိုထည့်သွင်းစဉ်းစားပြီးမြန်မာပြည်သူပြည်သားတွေတိုက်ရိုက်အကျိုးခံစားရရှိစေမယ့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဂျပန်ဆိုရကအတက်နိုင်ဆုံးဆက်လက်ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ဂျပန်တန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။